ားများကျောင်းသားကျောင်းသူများသင်တန်းသူသင်တန်းသားများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေကျွန်တော်တို့ grade 7သမိုင်းမှာမြန်မာသမိုင်းအခန်းတစ်ဗရေသရစ်မြန်မာနိုင်ငံလို့ခေါ်ရဲကျွန်တော်တို့ခေတ်ဒီအကြောင်းမှာအပိုင်း၃ပေါ့အခန်းတစ်ရဲ့အပိုင်း၃နောက်ဆုံးမြန်မာသမိုင်းရဲ့နောက်ဆုံးအပိုင်းဖြစ်ပါရဲ့ညောင်ရက်ခေတ်ဒါမှမဟုတ်တောင်ဘူးခေတ်ဒုတိယပိုင်းကျွန်တော်တို့ပြောခဲ့ပြီးပါပြီ ပူပီအင်းတောင်ညောင်ကုန်းပေါင်ပူပီပူဆိုတော့ပကံပကံပြတ်တော့ပင်းရပင်းရပြတ်တော့ပူပီအင်းအင်းဆိုတော့အင်းဝအင်းဝပြတ်တော့တောင်ငူတောင်ငူပြတ်တော့ညောင်ရန်ညောင်ရန်ပြတ်တော့ကျွန်တော်တို့ grade 8မှာကုန်းမောင်ခေတ်ကိုသင်ကြားမှာဖြစ်ပါတယ်ဒါဆိုတော့ပူပီတောင်ညောင်ကုန်းပေါ်မှာမှကျွန်တော်တို့ grade 7မှာ ခင်နဲ့ခင်ပြတ်ပါတယ်တောင်မူခင်ပြတ်ပါတယ်ညောင်ရမ်းခင်ပြတ်ပါတယ်ဒီမှာမှဆရာတို့တောင်မူကကြတော့ဟန်တော်ရီဒီနမ်ကိုစိုးစံပြီးတော့ညောင်ရမ်းခင်မှာကြတော့ဆရာတို့အင်းဝဒီနမ်ကိုစိုးစံပါတယ်အင်းဝဒီနမ်ကိုစိုးတီမီယောစိုးစံတဲ့မင်းဖြစ်တဲ့ညောင်ရမ်းမင်းကိုအစွဲပြူပြီးတော့ညောင်ရမ်းခင်လို့ခေါ်ပါတယ် ဒါဆိုရင်ညောင်ရန်ခီရဲ့လေးကြီးရဲ့မိဘများကိုကျွန်တော်တို့စတင်လေ့လာပါတော့မယ်အဘကလည်းညောင်ကိုဖြင်းပါညောင်ရဲ့မင်းမဖြစ်ခင်ညောင်ရဲ့မင်းသားသည်ဖခမဲတော်ကွက်ရဤဖခမဲတော်ဤကွက်နိုင်ငံတော်ဆက်လက်တည်တော်ဖို့အတွက်ကြိုးပမ်းအားထုတ်ခဲ့ရဆိုတော့ ဟန်ဒယ်ရီအဂရိနိုင်ငံတော်မှာဒီညောင်ရမင်းသားအမိခံတဲ့ညောင်ရမင်းနိုင်တော်ဆံပြီးတော့တားတော်မဟာဓမ္မရာဇာဘွဲကံဘေးမင်းကဆက်ခံလေ အနောက်ဘက်လွန်မီဒီယာကြီးကစက္ကမာတယ်ဒီပရီတိုကိုမြမသမိုင်းမှာကွက်လက်ဟူ၍ပေါ်ပြရဲငန်းစင်ကဆိုပြီးပေါ်ပြပါရဲအနောက်ဘက်လွန်မီဒီယာကြီးကွက်လက်ကိုသိမ့်ပတ်ပြီးတော့ဒီပရီတိုကိုဆရာတို့ကုမြတ်ခဲ့တယ်ဆိုတော့ဆရာတို့ တန်လင်ကိုသိမ့်ပတ်ပြီးနောက်ဒီဘရိုဒီပရီတိုကိုတည်တံပေးခဲ့တယ်ပြည်မှုထင်ရှားသဖြင့်ဆရာတို့နိုင်ရှင်တော်ကိုလည်းတည်တံပေးခဲ့ပါတယ်ဒါဆိုရင်နောက်တဲ့ question အဘဘရောမယ်လီမမားလီမရေးပါတာလိုမီလာဂျန်နိုင်ငံတော်အင်ဂျင်တာယာမှုကိုအလေးထားခဲ့တယ်မှန်ပါတယ်တာလိုမီလာဂျန်နိုင်ငံတော်ချဲ့တွေခဲ့တယ်မှား ။ဤသဘက်ခကွေးကိုဘာဖြစ်လို့မှားလို့ပြေတာလဲ။ဆရာတာလုံးမီဒီယာကြီးနိုင်ငံတော်ချဲ့တွင်တဲ့ကိစ္စပါလဲမပါလဲနဲ့ဆရာဘာလို့မှားလို့ရေးတာလဲ။ကဲအဲ့တော့ဆိုရင်ဆရာတို့ကြည့်အောင်ဆာမင်အောင်ဆရာတို့28ပြမအောင်လုံးအကြောင်းပါ တာလုံမင်းလို့ခေါ်တဲ့တီရီသူရမရာဇာဝက်ကန်တာလုံမင်းတရားကြီးလက်ထက်မှာစစ်မှတ်ရေးရာများစွာမရှိပဲဆိုတဲ့ key point ပါတဲ့အတွက်ကြောင့်မလို့တာလုံမင်းတရားကြီးဟာနိုင်ငံတော်ချဲ့တွင်ခဲ့ခြင်းမရှိပါဘူးတာလုံမင်းဒီတောင်သူမြို့အနီးရာဇမဏိစူရာကောင်းမတော်ဘုရားကြီးကိုတည်ထောင်ခဲ့တယ်မှားပါတယ်တောင်သူဆိုရင်မှားပါရဲ့ဇာတ်တော်သမေ28 ပေါလေအပေါ်မှာသဂိုင်းမြို့အနီးယာဇမနီစူလာကောင်းတော်ဘုရားကြီးကိုတည်တော်ခဲ့တာဖြစ်ပါရဲ့တာလုံမီးတရားလက်ထက်မှာအုတ်ချုပ်ရေးကိုနှစ်ပိုင်းခွဲပါရဲ့ရှင်မြို့တော်အုတ်ချုပ်ရေးနဲ့ဝေးမြို့တော်နေပယ်အုတ်ချုပ်ရေးမှန်လားမလားမှန်ပါတယ် ။ဇာလုံးမင်းလက်ထဲမှာဆရာတို့ငထင်ငယ်လို့အမိရှိရနာမည်စစ်တီတူကိုနာတော့ရောတာအမိရင်းဆရာတို့ဝင်ကြီးခန့်တဲ့ပြည့်ရကလည်းထင်ရှားတယ်လို့ဇာလုံးထဲမှာအတီလေးပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မှန်ပါတယ်။နောက်တဲ့ question အမတို့ကိုမှားမှန်ရောတွင်းအမှန်ရွေးပါ တာလုံးမင်းဒီကိုလည်းအတွက်လေးနေတော်မင်္ဂန်စီရန်ဆောင်ရွက်ခဲ့ပြီးစစ်တိုက်ဖို့အတွက်မလုပ်ဖို့လေစစ်တိုက်စစ်တိုက်ဖို့ပါလေဟိုကကြည်စံတွေကိုတိုင်းဟိုတိုက်တာဖို့အတွက်ဒီအလင်းတင်းတောင်းတွေကိုမင်္ဂန်စီဖို့လုပ်တာလားမဟုတ်ဘူးအုပ်ချုပ်ရေးအတွက်လားအဲမင်းမှာချိန်ဝင်ပေါ်တက်မင်းမနဲ့ပိတ်တာရှိတယ်မနဲ့ကြက်သားရှိတယ်ဆိုပြီးလုံးပါလားမဟုတ်ဘူးဘာအတွက်လဲရောင်းဝယ်ရေးအတွက် ကဲငါအောက်ဆုံးတဲ့ရွှေမြို့တော်မှာကတော့နိုးစီဘူးကိုနိုးစီဘူးရှင်းလုံးတပီ အဝဲနေရာတွေမှာတော့ခုနှစ်လုံးတပီရလာမရဘူးတနိုင်ငံလုံးငါရအာနာဇတ်အောက်မှာရှိတဲ့နိုင်ငံတော်မှာရှိတဲ့နော်နေပဲနေသာအားလုံးမှာနိုးစီဘူးရှင်းလုံးတပီဟဲဒီလိုမျိုးတတ်မှတ်တယ်အတင်းတောင်းတွေကိုမှန်ဖို့အတွက်အလေးတင်းတောင်းတွေကိုမှန်ဖို့အတွက်ဆရာတို့ဆောင်ရွက်ခဲ့တယ်ပြီးတော့ဆရာတို့တာမမင်းတရားကြီးကိုလူပြိုတွေကချစ်ကြတယ်အပြိုတွေကချစ်ကြတယ်ဘာဖြစ်လဲ လူမျိုးအပြိုးဆိုရင်ပေးစားတယ်ဒါလုံးမင်းတရားကြီးကငါမင်းလက်ထက်မှာငါလက်ထက်မှာဘာဖြစ်ဖြစ်နေလဲလူမျိုးအပြိုးမရှိသေးနဲ့ငါမင်းလက်ထက်မှာဘာဖြစ်ရမလဲလူရဲ့တိုးပွားစေရမယ်ဆိုပြီးတော့လူမျိုးအပြိုးတွေ့ရင်ပေးစားတယ်ချစ်ခင်ပွဲကောင်းတဲ့မင်းတရားကြီးဖြစ်အင်းဝါရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့နောက်တစ်ခုပြောရင်တော့ညောင်ရက်ကြီးရဲ့နောက်ဆုံးဖြစ်တဲ့မဟာဓမ္မရာဇာဒီပရီလက်ထက်မှာကိုလတ်တော့အချိန်ချင်းချီတက်ပြီးတော့ နိုင်ငံတော်ရဲ့မြောက်ဘက်တဝါကိုဖျက်ဆီးခဲ့တဲ့ဆရာတော်မဏိပူရာကရဲကွင့်ရှန်တယုတ်အဖြစ်မားနေပါတယ် sorry ပါမဏိပူရာကရဲနော်ဒီမဏိပူရာကသဲဟာဆရာတော်ဒီမဟာဓမ္မရာဇာဒီဂရီလက်ထက်မှာနိုင်ငံတော်ရဲ့မြောက်ဘက်တဝါကိုဖျက်ဆီးခဲ့တဲ့အယောင်ဘိုးတင်တာဆရာတော်မှားသွားပါတယ်တောင်းပန်ပါတယ်မဏိပူရာကသဲတွေဟာဆရာတော်ဒီမြောက်ဘက်တဝါမှာဆရာတော်တိုက်ခိုက်ဖျက်ဆီးခဲ့ အဘံမေကိုမြောင်းကိစ္စကညောင်ရမင်းမဖြစ်ခင်ညောင်ရမင်းသားဟာဆရာတို့ဟန်တော်ဒီဌာနကိုဆက်လက်မစိုးစံတော့ဘဲနဲ့ဆရာတို့အင်းဝါကိုပြန်လဲတိဆောက်တဲ့အခါမှာမိသည့်ဒေတာမြောင်းကိုတင်တွင်ခဲ့တယ်နိမြန်မာနိုင်ငံရဲ့မြောက်ဖက်ဒေတာမြောက်ဖက်ဒေတာဆိုတော့ဆရာတို့ကချင်ပဲပေါ့နော်ပြီးရင်ဆရာတို့ရှမ်းပြည်မှာမြို့မြို့အချို့ကိုဆရာတို့ အင်းဝလောက်ခံဖြင့်တိမ်သွင်းကြပါလေဒါကတော့ short to the point နဲ့ချေအောင်ပဲအနောက်ဘက်လူလုံးမီဒီယာကြီးကချင်းရှောင်းသောဆောင်ရွက်ချက်များကိုဖော်ပြပါကျောင်းမှာဘယ်လိုပြင်ပလဲတော့မသိပါဘူးကျွန်တော်တို့ဒီသမိုင်းစာအုပ်ထဲမှာရှိတဲ့အနောက်ဘက်လူမီဒီယာကြီးရဲ့ဒီဆဗရာနစနိဘာရှိတဲ့ အဲ့ဒီ131အပိုင်းပဲဖြစ်လို့မရပါဘူးဒီပေါ်တူဂီတို့ရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့အကြောင်းမှာအနောက်ဘက်နော်မီဒီယာကြီးရဲ့တကယ်ဒီဇက်ပတ်တွေရှိပါတယ်ဒီဇလန်ဇက်ပတ်တွေကိုပြောပြမှာအနောက်ဘက်နော်မီဒီယာကြီးရဲ့ထင်ရှားတဲ့ဆောင်ရွက်ချက်တွေကိုတွေ့ရပါတယ်အနောက်ဘက်နော်မီဒီယာကြီးကညောင်ရဲမီဖာဒန်ဟာဂင်ညောင်ရဲမီရဲ့ဆရာတို့ခီးနှောင်းကိုဆက်ဆံတဲ့မင်းကောင်းမင်းမြတ်တစ်ပါးလည်းဖြစ်ပါတယ် ဒီတော့မယ်ရမီဒီယာရောဆိုရင်အဝဝင်းကျင်မှာရှိတဲ့ဒေတာတွေကိုဆရာတို့ဆက်လက်ပြီးတော့ဒါတော့ဆိုရင်ညောင်ရဲမင်းလက်ထက်မှာဆရာတို့မစူစီးနိုင်တဲ့ဒေတာတွေကိုဆက်လက်ပြီးစူစီးတယ်။ရှမ်းပြည်မှာရှိတဲ့မြို့နယ်တွေတောင်ဦးတန်းတွေပြည်စတဲ့မြို့တွေကိုလည်းအောင်မြင်စွာသိမ့်ပိုက်နိုင်ခဲ့ပြီ။တောင်ဦးနဲ့တန်းတွေကိုဘာလို့သိမ့်ပိုက်တာလဲဇလန်းရှိပါတယ်။တောင်ဦးတက်ခဲ့သိမ့်ပိုက်ပြီးတော့ဆရာတို့တောင်ဦးဘရင်နတ်ရှင်အောင်မြို့သားပြည်ပြန်လည်ခန့်အပ်တယ်။ အနောက်ဘက်လောမင်းဒီယားလေးဟာနိုင်ငံတော်တောင်တင်းစင်မှုကိုဆောင်ရွက်နေစဉ်မှာဆရာတို့ပေါ်တူဂီလူမျိုးဖြစ်တဲ့ဖလစ်ဒီဘရီတိုဒါမှမဟုတ်ဆရာတို့မြန်မာလူမျိုးရဲ့အကောင်ငစီကာရဲ့အနေအကိုလည်းဖြေရှင်းခဲ့တာအဲ့တော့ပေါ်တူဂီရဲ့နေချက်ရဲ့ပထမအကြောင်းလေးကိုရေးပြီးတော့သူကပေါ်တူဂီလူမျိုးငစီကာရဲ့ဇက်ဆောင်ဇက်ွက်အကြောင်းကိုရှင်းတဲ့ဖတ်စာအုပ်ထဲမှာမလို့ဘူးလေဒီကိစ္စပြောစရာမလို့တော့ဘူး ဒီမှာဒီပရီတိုဆရာကြော်ပြီဒီပရီတိုကဆရာတို့နတ်ရှင်တော်အပိုင်စားတဲ့တောင်သူမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့တောင်သူနန်းတော်နဲ့တပါဆရာတို့ဘုရားเจ้าရဲ့အဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးရဲ့တောင်သူမြို့သားတောင်သူဘုရင်နတ်ရှင်တော်ကိုတန်လျော်ခေါ်ဆောင်ရတယ်တန်လျော်ဘာလို့ခေါ်ဆောင်ရလဲဆိုတော့တန်လျော်အုပ်ချုပ်နေတာသူကိုယ်တိုင်အုပ်ချုပ်နေတာ အဲ့ဒီအချိန်မှာဆန်လို့တန်ရင်ကိုခေါ်ဆောင်ရတဲ့အချိန်မှာအနောက်ဘက်လွန်မီဒီယာကြီးကသူ့ရဲ့အပိုင်နဲ့ဖြစ်တဲ့တောင်ဘူးကိုဒီလိုမျိုးကျူးကျော်တဲ့အတွက်ကြောင့်မလို့ကြီးတဲ့ရေတက်နဲ့တွေ့ဆရာကြီးတဲ့ကတော့အမှန်နဲ့ရေတက်ရေတက်ကဘာဖြစ်လို့လဲဆိုရင်ဆရာတို့တန်ရင်ဟာဆရာတို့ညစ်တော့ကညို့ရမှာရှိတဲ့ညို့ဖြစ်ပါလေဆရာတို့ရဲ့ဇာတိညို့လည်းဖြစ်ပါဒီကြီးတဲ့ရေတွက်နှစ်သက်ဆရာတို့ပူပေါင်းပြီးတော့ဆရာတို့တန်လျော်ချီတက်ပါ ဘလောက်တော့ကြာလဲဆိုတော့၃လကြာတဲ့တန်လျော်ရရဲ့တန်လျော်အောက်ချုပ်နေတဲ့ဆရာတို့ Philip De Brito ကိုဆရာတို့ကွက်မြက်တယ်ပြီးတော့ပေါ်ဂီတောင်ပိုင်းရောအလောက်ကလုံမီဒီယာရမြန်မာနိုင်ငံလယ်ပိုင်းကိုပြောင်းရွှေ့နေရချဒီဖလန်ဒီဘရိုနေတာပေါင်းပြီးတော့သူ့ရဲ့မြို့ဝအဖြစ်ခန့်အပ်တဲ့တောင်ဝမြို့ဝအဖြစ်ခန့်အပ်တဲ့ဆရာတို့ national ကိုပြစ်မှုထင်ရှားတဲ့အတွက်တည်တံပေးခဲ့ဆရာတို့ကဗဇက်ရာဇဝင်တွေအရတော့ ဆရာတို့တရင်ရှိုးပြီးတော့တတ်တယ်လို့ဆိုပါတယ်တရင်ရှိုးပြီးတတ်တယ်ဆိုတာကစုံဝါးကနေပါဇက်ပေါက်ကြီးကိုဒုံးနဲ့ဖိုးပြီးတော့ငားกินတယ်လို့မျိုးဖိုးပြီးတတ်တာဖြစ်ပါတယ်နော်ကဲတအားလုံးမီဒီယာရဲ့လက်ထက်အနောက်ဘက်လွန်မင်းတရားကြီးရဲ့နောက်မှာဆက်ခံတဲ့တအားလုံးမီဒီယာရဲ့လက်ထက်မှာအေဝါရှင်မျိုးတော်ကြီးတည်တဲ့ခံရဲစေဖို့အတွက်တပတ်ထားတော့အုပ်ချုပ်မှုပုံစံကိုဆရာတို့တုံးတက်တင်ပြပါတယ် စာမျက်နှာ28အဲ့ဒီအခြေလေးကိုဆရာပြောပါမယ်စာမျက်နှာ28 case 28 plot 29ကျတော့အင်းဝပုံရဲ့အောက်မှာရှိပါတယ်အင်းဝနိုင်ငံတော်ကြီးတည်တံ့ဖွံ့ဖြိုးစေဖို့အတွက်เนาะအဲ့အရင်ဆရာတို့ဟိုဘက်ဆရာတို့ ပေါ်ပြထားသည့်အဖြစ်ဖြေရမှာဖြစ်ပါတယ်ဒီဘိုင်ယိုလေဆာတင်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုရည်တူတူမပြောတော့ရမယ်လို့ထင်ပါတယ် ာဇာရောအေဝါနေပြီးတော့ယောယေရှေတည်တဲ့ခိုင်မြဲနေဖို့အတွက်ရှင်မျိုးတော်အုတ်ချုပ်ရေးနဲ့ဝိုင်းမျိုးရောနေပယ်အုတ်ချုပ်ရေးဆိုပြီးတော့ခွဲတယ်။ဇာရောအဲ့မှာရှင်မျိုးတော်အုတ်ချုပ်ရေးကအဓိကကြပြီးတော့ဘရင်ကိုယ်တိုင်စီမံကိုခဲ့တယ်။အဝေးမျိုးရောအဝေးမျိုးရောနေပယ်အုတ်ချုပ်ရေးမှာဒေသနာမျိုး ရောရသကြီးတားစီမြင်းဆက်အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ပြီးတော့ဆရာတို့တာလုံမင်းလက်ထက်မှာရောင်းဝယ်ရေးအတွက်အလင်းတင်းတောက်မန်ကန်စင်ဖို့ဆောင်ရွက်တယ်။နိုင်ငံတော်စီမံအုပ်ချုပ်တဲ့အခါမှာဘရင်ဟာဥယျာဉ်မှုတပွဲဆရာတို့ခံယူပြီးတော့နိုင်ငံတော်စီမံဖွံ့ဖြိုးရေးအတွက်လုံတင်တာများကိုဆရာတို့ဖြစ်ကြောင်းအမိန့်တော်တွင်ဖော်ပြထားတယ်။ ။အော်ဒီကားငယ်မေကွန်လေးကဇာရို question မားတာဖြစ်ပါတယ်။အော်ကားကြီးမေကွန်ကအရှိန်ကြပါလား။ကားငယ်မေကွန်ကဘာလဲဆိုတော့အနောက်ဘက်နော်မီဒီယာကြီးလက်ထက်ပေါ်တူဂီရိုနဲ့ဆက်ဆံရေးကိုဝေမန်ဆွေးနွေးပါ။အဲ့ဒါဆိုရင်ဆာမီရာ24 25မှာရှိရဲပေါ်တူဂီရိုရဲ့ဆက်ဆံရေးကို ဖြေရမှာဖြစ်ပါတယ်။ကားကြီးမှာ question လာပါပြီ။ဒါလိုမီဒီယာကြီးလက်ထက်အင်းဝနေပြည်တော်ကြီးဇာရော တီရခိုင်ရဲ့အတွက်သတ်မှတ်ထားတဲ့အုပ်ချုပ်မှုပုံစံကိုရေးပါဆိုတော့ဆရာတို့ကပြောလိုက်တဲ့ရွှေမြို့တော်နဲ့အဝေးမြို့ရော်နဲ့ပဲအုပ်ချုပ်ရေးကိုဆရာတို့ရေးအောင်ဖြစ်ပါတယ်။ပြီးပါပြီ။ဒါဆိုရင်ဆရာတို့ညောင်ရန်ခိဒုတိယ sorry တောင်ဝင်ခိဒုတိယပိုင်းခေါ်တဲ့ညောင်ရန်ခိပြတ်ပါပြီ။ဒါပေမဲ့ဆရာတို့တောင်ဝင်နဲ့ညောင်ရန်ပေါင်းပြီးတော့အုပ်ချုပ်ပါတယ်။တောင်ဝင်မှာဆရာတို့မင်းတောင်မင်းထင်ရှားပါတယ်။သမီးရွှေဒီမင်းကခုနှစ်တော့မပြောတော့ဘူး။ ်ပြီးတော့ဘေးတော်ကြောတိနော်ရဲ့ဟာနန္ဒဘယင်ဒီဘယင်၃ပါအုပ်ချုပ်ပါတယ်အဲ့ဒီချိန်မှာနန္ဒဘယင်လှုပ်လို့တောင်ကူမင်းဆက်ပြုတ်တယ်အဲ့ဒီချိန်မှာဘယင်တော်ကြောတိရဲ့သားဖြစ်တဲ့ခင်ပြေဆောင်ရဲ့ရရဲ့ညောင်ရဲ့မင်းကဆရာတို့အေးဝနေပြီးတော့မှကိုမင်းကိုချင်းကိုနန်းတော်ကြီးကိုတီထောင်ပြီးတော့ညောင်ရဲ့မင်းဆက်ကိုဆက်တဲ့အတွက်ကြောင့်မလို့တင့်နဲ့သုံးပြီးရေးလာပါတယ်ဒီလေးက ဒီဘေးတော်ကြောင့်ထင်တော်ရတဲ့သားဖြစ်တာကြောင့်မင်းစကားမပြတ်တော့ပါဘူး။တော့တော့တောင်ကူညောင်ရမ်းဖြစ်သွားပါပြီ။တောင်ကူတော့ဘာလို့ခေါ်တာလဲဆိုတော့တောင်ကူကိုဆရာတို့ထင်းနဲ့ဆုဆံလို့။ညောင်ရမ်းကြတော့ညောင်ရမ်းမင်းသားဥဆောင်လို့ပြီးတော့ဆရာတို့အနောက်ဘက်လုံမင်းတာလုံမင်းပင်းတလေမင်းတာလုံမင်းနောက်စက်ခံတဲ့မင်းတွေဖြစ်တဲ့ပင်းတလေမင်းပြည်မင်းနရဝရဘယ်တော့ မင်းတို့မင်းကြီးတွေနေလို့ကောင်းလို့ဆိုတာကြည့်ရင်ပင်ကလေးမင်းဆိုရင်40ချိကနေ60တိတိမင်းတို့မင်းကြီးတွေများနေလိုက်ကြတာနော်တကယ်မင်းတွေကြတော့တိတ်ပြီးတော့မနေရရှာဘူးတကယ်မင်းတို့မင်းကြီးတွေကြတော့နေရတယ်ကြည့်ဘာလို့ညောင်ရမင်းကြီးဆိုရင်1500ဘူးကနေ1600ငါခုနေတည်ပဲခီးရန်ဆိုးဆန်တယ်မင်းတော်မင်းမြတ်တွေကြတော့တိတ်မနေရဘူးဘာကြောင့်မင်းတို့မင်းကြီးတွေကြ40ချိကနေ60တိတိမနေမလို့ပဲ ။ over 62ကနေ82။ဟိုကောင်ကတော့မြန်မြန်ကြွားသွားတယ်။82ကနေ83။နော်။ဒီကောင်တွေဘာမှသုံးသလိုရတဲ့ကောင်တွေမဟုတ်ဘူး။ပင်တလဲမင်းနောက်ပိုင်းဒီတာလုံမင်းနောက်ပိုင်းစက်ကန်နဲ့မင်းနေပင်တလဲမင်းပြီးမင်းတော့ဟောရနော်။သူတို့ရဲ့စီးတဲ့ဥစ္စာဟောမမင်းရဲ့ကြော်တယ်ဆိုရင်စိုးစိုးပဲကြုံ။နည်းနည်းနော်နော်နှစ်ကြီးမဟုတ်ဘူးနေတာ။နော်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအကုန်ကောင်တရုတ်တွေဖြတ်စည်းရနော်။ စနေမင်းတနင်္ဂနွေနေ့မင်းစနေဆိုတော့ပို့ဆိုတနင်္ဂနွေဆိုတော့တော်မလားဆိုတော့ပို့ဆိုတယ်အဲ့မှာနောက်ဆုံးမဟာဓမ္မရာသာဒီပရီလက်လက်လဲကြလဲကြရောတောင်ကူညောင်ရဲခြေသက်ချလို့ပြီးပါပြီဒါဆိုရင်တော့ဆရာတို့ great အေးဆရာတို့ညမသမိုင်းမှာဒီဆရာတို့မဟာဓမ္မရာသာဒီပရီကြီးကိုကျွန်တော်တို့ခေါ်အားပြီဒီကိုခေါ်အားပြီတို့တွေမော်ရင်ခေါ်အားပြီဆိုတော့ခစ်ပြီးပြက်ပြက်တော့ လောင်မီဒီယာ၏ဘွဲခံမုတ်ဆိုးကိုရွာတကြီးဥအောင်ဇေယကကောဘောင်မေးဆက်ဘလို့ဆက်မလဲဆိုတော့ကြိုတင်ပြီးတော့ရှင်းပြထားမှာမဟုတ်ပါဘူးဂရိတ်အိတ်ကြမှာပြောပြပါမယ်ဒါဆိုရင်တော့ဂရိတ်အိတ်အတန်းမှာစောင့်မျှော်ရင်းနဲ့ကျွန်တော်တို့ grade 7မြမသမိုင်းတင်ကြားမှုကိုဒီမှာပဲရှင်းသားဝင်ပြပါတော့ခင်ဗျာ